ဒီလိုအကြောင်းရင်းတွေကြောင့်ထောက်ကျန်လန်းစုံကကလေးနဲ့မိခင်သားမိညောင်လုံးကိုကုညီဆောင်ရှောက်ပေးသွားမယ်ခိုင်နေဝင်ပရိုက်တာမင်းသမီးကြီးခိုင်နေဝင်ကဒုက္ခရောက်နေတဲ့ကလေးတွေကိုအပင်ပန်းခံပြီးတော့ကုညီပေးနေသူဖြစ်ပြီးတော့အခုလေထောက်ကျန်လန်းစုံကကလေးနဲ့မိခင်နှစ်ယောက်ကိုကယ်တင်လိုက်ပါတယ်ထောက်ကျန်လန်းစုံမှာတောင်ရန်စားတောက်နေတဲ့သားမိ၃ယောက်ရှိပြီးကလေးကြီးက၃နှစ်ကျော်နဲ့ကလေးငယ်ကတော့တနှစ်နဲ့ရှင်လာရှိပါပြီကလေးတွေကိုလမ်းသွားလမ်းလာတဲ့ထံကနေတောင်ရန်ခိုင်းပြီးတော့ရရတဲ့ကလေးတွေကိုအမေကဆင်းနေယူလိမ့်ရှိပါတယ် ။တရက်မှာတော့ကလင်းငယ်ကပျောက်သွားတာကြောင့်ကလင်းကြီးကိုအမေဖြစ်သူကကိုရီးယားအောင်ပြေးပို့ခဲ့ပါတယ်။ဒီအကြောင်းတွေကပြန့်နှံ့သွားခဲ့ပြီးတော့ခန်းနေဝင်ကမခံစားနိုင်ခဲ့ပါဘူး။ခန်းနေဝင်ကကလင်းရောက်140ကျော်ကိုကိုရိုင်ဝမ်နဲ့လွှဲပြီးတော့မမွေးထားပါပဲလေ။လေးတန်းမမာနဲ့တော့မပြောခဲ့တဲ့သူကကလင်းတွေကိုဆိုရင်စိတ်မကောင်းဖြစ်တဲ့အထိကိုစိတ်နှလုံးနှူးညံ့ပေမဲ့လည်းထောက်ကျန်လန်းဆောင်ကအမေကတော့ကလင်းကိုထင်းတိုင်းကျင်းနေလို့တွားရောက်ကယ်တင်ခဲ့ရတာပါ။အမေရင်မဟုတ်ဘူးလို့အားလုံးကထင်ကြပါမယ်လေတကယ်တော့အမေရင်ဖြစ်နေခဲ့ပါတယ်ကလေးပြောက်သွားမှာကကလေးကလည်းမင်းကလေးဖြစ်နေတာကြောင့် အမေတယောက်အနေနဲ့စိတ်မဝင်ပြီးတော့လုပ်မရပါလို့ဆိုရင်ခန်းနေဝင်ကကလေးတွေကိုတောင်းရင်စားတော့ခိုင်းတာလည်းမကြိုက်သလိုကလေးတွေကိုနာကျင်အောင်လုပ်တာလည်းမကြိုက်ပါဘူး။ဒါကြောင့်ကလေးကိုအမေထံကနေခေါ်ထားမယ်လို့ပြောလိုက်ပါရင်ကလေးမိကတော့သူကိုယ်တိုင်ဝမ်းနဲ့လည်းပြီးမွေးထားလို့လုံးဝမပေးနိုင်ကြောင်းညင်းထားပါရင်တရားမေးကြည့်တဲ့အခါမှာကလေးမွေးထားကြအောင်ထောက်ထားတွေကိုလည်းတရားပြနိုင်ပါရင်တချို့တောင်းရင်စားတော့သူတွေကကလေးတွေကိုမွေးစားပြီးတော့ခိုင်းတတ်ကြတာကြောင့်သူ့ကိုယ်တော့မယုံကြည်ပေမဲ့အမေရင်ဖြစ်ကြောင်းကိုဝန်ခံထားပါရင် ခိုင်နေဝင်ကကလင်းမေရဲ့ဆန္ဒကိုလိုက်ရောပြီးကလင်းကိုမပေးချင်နှစ်ယောက်လုံးကိုစောက်ရှောက်ထားမယ်လို့ပြောလိုက်ပါတယ်။ကလင်းရောမိခင်မှာစောက်ရှောက်ထားရတဲ့အကြောင်းရင်းကတော့နောက်ကလင်းရဲ့ပုံမှာစိတ်နှမမလောက်ရာရင်မရှိအောင်အနီးကန်စောက်ရှောက်တာဖြစ်တယ်လို့တောင်းရန်စားတော့သူဖြစ်နေမကြည်ပြင်းစေချင်တာကြောင့်ဖြစ်ပါတယ်။ကြောက်သွားတဲ့ကလင်းကိုလည်းခိုင်နေဝင်ကရှာဖွေပေးသားမှဖြစ်ပြီးကလင်းမိခင်ကိုလည်းအလုရှာပေးဦးမှာပါ။ကလင်းမေကတော့ခိုင်နေဝင်ရဲ့စကားကိုနားထောင်ပြီးတော့နောက်ကိုလည်းမလုပ်တော့ပါဘူးလို့ကတိပေးထားပါတယ်။ကလေးတွေကိုဒီလိုပြုတ်မူတာမျိုးထပ်တွေ့ရင်ကလေးမေကိုတရားဥပဒေအရအေးအေးယူသွားမှလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝင်ကကလေးတွေကိုပညာတတ်ဖြစ်စေခြင်းပြီးဒီလိုဘဝမျိုးနဲ့မရှင်သန်စေခြင်းပါဘူး။ဒါကြောင့်မြတ်တာတရားကြီးမားစွာနဲ့တောင်းစားတဲ့အမျိုးသမီးတယောက်ကိုတော့ကျဉ်ကျဉ်နာနာချော့ပြောကဆောက်ရှောက်ပေးတော့မှာပါ။ကလေးကိုမတရားသဖြင့်ပြုမှုတွေအတွက်လည်းခံဝင်ကလေးလက်မှတ်ကိုထိုးခိုင်းထားမိတာဖြစ်ပါရင်ခိုင်နှင်းဝင်ကတော့မြတ်တာရှိထားပြီးတော့ဆောက်ရှောက်ပေးမိမယ်လေ။ကလေးမိကပြောင်းလဲသွားမှာကိုလည်းစိုးရိမ်နေရပါ။ဒီလိုတောင်းရန်စားတော့ပြီးတော့လှုပ်ချင်အောင်လုပ်နေမယ်ဆိုရင်ခိုင်နှင်းဝင်ကဂရိပေးထားတဲ့အတိုင်းဆက်လုပ်သွားမှာပါခလေးတွေကိုကက်တင်မို့ ကလေးအမေကိုပါစောင့်ရှောက်ပေးတော့မယ်။ခိုင်နှင်းဝင်ရဲ့မြေတားတရားကြီးမားဖို့ကိုပရိသတ်ကြီးတို့ကရောသဘောကျရင်လားဆိုတာကောမန့်မှာပြောပြခဲ့ပါအောင်နော်။ကျေးဇူးအားပေးတဲ့အတွက်လေးကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။